မင်္ဂလာညချမ်းပါခင်ဗျာနေပြည်တော်မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်ဧပြီလ18ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့ညနေ6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးဖူချိန်များမှာနေပြည်တော်မှာ36ဒီဂရီဆဲစီယပ်69ဒီဂရီဖာရန်ဟိုက်ရန်ကုန်မြို့မှာ34ဒီဂရီဆဲစီယပ်63ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ36ဒီဂရီဆဲစီယပ်69ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ် ဒီကနေ့ညနေ6:00နာရီခွဲချိန်မိုးလေဝသကြိုးတို့မှဖမ်းယောင်ရရှိတဲ့ပုံအရဘင်္ဂလားပင်လယ်အမြောက်ပိုင်းနဲ့အနောက်လယ်ပိုင်းတို့မှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်အထင်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်အေရဝတီတိုင်းဒေသကြီးရှမ်းကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတဲတောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတဲတောင်များရွှေလျားရာနေရာလျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကျွတ်ပြစ်ခြင်းလျှက်ဆေးလက်ခြင်းနဲ့မိုးတိကျခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်မှာရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းနဲ့တိုင်းချင်းနဲ့ပြည်နယ်များမှာတော့တိုင်အသင့်ထက်မှာတိုင်တူထက်နေပါတယ်။မြမပင်လယ်ပြင်မှာလိုင်းနေငယ်မှာလိုင်းအသင့်တင်ရှိပါမယ်။လိုင်းမြင့်မှာမြမကန်ရန်တစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာလေးပင်မှာခုနှစ်ပင်ခန့်ရှိနေပါတယ်။မနက်ဖြန်မွန်တက်ချိန်ထိခံမှန်းချက်များအနေနဲ့ကတော့ ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားချင်းပြည်နယ်မန္တလေးတိုင်းဒေသကြီးနေပြည်တော်နဲ့ကယားပြည်နယ်တို့မှာနေရာကျကျဲကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးရှမ်းပြည်နယ်ပဲခူးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာဆက်စိတ်နဲ့အေရော်ဒီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံပြားမုတ်တချုံရပြီးအေရော်ဒီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ပြီးမိုးကျနေပါတယ် နေပြည်တော်နဲ့အနီးတစ်ဝိုက်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာတိုင်အသင့်တဲ့ဖြစ်တော်ပြီးမိုးတက်ချောင်း၍နေရာကွက်ကြားမိုးရပါမယ်။အငယ်စားမှုချိန်မှာ38ဒီဂရီဆယ်စီယက69ဒီဂရီဖာရန်ဟိုက်နဲ့အနယ်စားမှုချိန်မှာ23ဒီဂရီဆယ်စီယက83ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။ရန်ကုန်မြို့နယ်နေတဝိုက်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းတိုင်အသင့်တဲ့ဖြစ်တော်ပြီးမိုးတက်ချောင်း၍နေရာကွက်ကြားမိုးရပါမယ်။အငယ်စားမှုချိန်မှာ36ဒီဂရီဆယ်စီယက69ဒီဂရီဖာရန်ဟိုက်နဲ့အနယ်စားမှုချိန်မှာ 24ဒီဂရီဆဲဆီယာ85ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်နေတဝိုင်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းတည်ရင်တည်တယ်ဖြစ်တော့ပြီးမိုးတက်ချောင်း၍နေရာကွက်ကြားမိုးရွာပါမယ်။အမြင့်ဆုံးပုံချိန်မှာ38ဒီဂရီဆဲဆီယာ69ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပုံချိန်မှာ23ဒီဂရီဆဲဆီယာ83ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။နောက်နေ့အတွက်ခန့်မှန်းချက်ကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်၊အေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ကယားပြည်နယ် မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရစစ်စိတ်မှာနေရအနံ့ပြမိုးတိတ်ချုံရွာပါမယ်။အချိန်ကမဟုတ်မိုးရနိုင်မြင့်တတိပိကျက်ဒီကနေ့မြန်မာစံတော်ချိန်စက်ခွန်30နာရီအချိန်တိုက်ထွာချက်များအရအနောက်ဘက်မှာရွှေလျားလာတဲ့လေပွေလမ်းများရဲ့အရှိန်ကြောင့်၎င်းအရှိတ်ဘက်မှာရွှေလျားလာတဲ့လေပွေလမ်းများရဲ့အရှိန်ကြောင့်၎င်းအပူပြန်တဲ့တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့်၎င်းဒီကနေ့ညနေမှာ22ရက်လေးလ2025ရဲ့နေ့အတွင်းနေပြည်တော်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမှာနေရာကျကျနဲ့ရန်ကုန်တိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာဆက်စိတ်မှာနေရာအနှံပြားမိုးတချုံရွာကအချို့ဒေသများမှာနေရာကွက်၍မိုးကျနေပါတယ်။အကြံပြုချက်တို့ပြပါ၍ပြည်သူများနေဖြင့်အချိန်ခံမှုမိုးရခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကျွတ်ပစ်ခြင်း၊လျှက်စီးလက်ခြင်း မိုးသည့်ကြွေခြင်းနဲ့မြေပြိုခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်မှာရန်အကြံပြုအပ်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေခင်ဗျာ။